မင်္ဂလာပါရှင်ခုချိန်ကစပြီး2025ခုနှစ်မလ22ရက်မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG ပြည်ရင်းသတင်းကောင်းစဉ်တွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်လူလူရဲ့အကြံပြုချက်နဲ့လူလူရဲ့သဘောထားတွေကိုဘယ်တော့မှမျက်ကွယ်မပြုထားဘူးလို့ ယာယီသမရပြောကြားတဲ့တဲ့တော်လင်ဟာတစင်ပြီးတစင်တက်သွားရမှာဖြစ်တဲ့အတွက်ကြောင့်တစင်တက်တစင်စ조사နေတယ်လို့ပြည်တော်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးဆိုတဲ့တဲ့ဆင်နာရှင်မကျူလွန်ခဲ့သည့်ရာဇဝတ်မှုများကိုခွင့်လွှတ်၍မရဘဲတာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်းသမ္မတကြီးဦးကျော်မိုးထွန်းပြောကြားတဲ့တဲ့ကုလသမဂ္ဂရုံးချုပ်၌စီစဉ်ကျင်းပသည့်မြန်မာနိုင်ငံတွင်ဒီမိုကရေစီနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းတွင်မြို့သမီးများ၏ပါဝင်ဆောင်ရွက်ခြင်းဆွေးနွေးပွဲသို့နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဒေါ်မြတ်တီရာထွန်းတက်ရောက်ခဲ့တဲ့တဲ့နဲ့ တရုတ်အစိုးရစန့်ကျင်ရေးလှုံ့ရှားမှုနဲ့လာရှိုးမှာ MNDAA တပ်များပြန်မဆုတ်ရန်ဆန္ဒပြမှုလှုံ့ရှားမှုကြောက်ကြားနည်းနဲ့လာရှိုးတွင်ပြုလုပ်စတဲ့သတင်းတွေပါဝင်တခြားသတင်းတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။